တနင်္သာရီတိုင်းမြိတ်မြို့နယ်တုံပြိုကြီးကျေးရွာကစစ်ကောင်စီတပ်စစ်စေးဂိတ်ကိုဒေသတော်လှန်ရေးတပ်ဖွဲ့ကလာရောက်တိုက်ခိုက်ခဲ့ပြီးတဲ့နောက်စစ်ကူအင်အားတိုးမြင့်ကလုံခြုံရေးချပြီးစစ်စေးတင်ကျပ်နေတယ်လို့ဒေသခံတွေစီကသိရပါတယ်။ခီးသွွားပြည်သူတွေအပေါ်စစ်စေးတင်ကျပ်တဲ့တုံပြိုကြီးရွာတွေကစစ်စေးဂိတ်ကိုစက်တင်ဘာလ29ရက်မနေ့အစောပိုင်းမှာဒေသရင်းတော်လှန်ရေးတပ်ဖွဲ့ကတိုက်ခိုက်ခဲ့ပြီးနောက်အပြန်အလှန်ပစ်ခတ်တာတွေဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။ ကင်းစကန်စစ်ဆေးဂိတ်မှာပြစ်ခတ်မှုဖြစ်ပြီးနောက်စက်တင်ဘာလ30ရက်မှာစစ်ကူ40လောက်ရောက်လာပြီးဂိတ်မှာစစ်ဆေးတင်ချက်က တုံးပြောကြီးရွာဟောင်းဘက်ကိုလည်းစစ်ကြောင်းထိုးထားတယ်လို့ဒေသခံကပြောပါတယ် တိုက်ပွဲကြားနှစ်ဖက်ထိခိုက်မှုရှိမရှိကိုတော့အတိအကျမသိရသေးပဲလက်ရှိမှာတုံပြောကြီးကျေးရွာရဲ့အနီးတစ်ဝိုက်မှာနှစ်ဖက်စစ်ရေးတင်းမာနေတယ်လို့သိရပါတယ်တုံပြောကြီးကျေးရွာကစစ်စေးဂိတ်ဟာမြိတ်တနင်္သာရီပြည်တော်စုကာလမကြီးမှာရှိပြီးခီးသွွားပြည်သူတွေကိုစစ်စေးတင်းကျပ်တဲ့ဂိတ်တစ်ခုဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်ရှင်